ကမ္ဘာသဘာဝပတ်ဝန်းကျင်အရေးတကြွလှုပ်ရှားသူနမည်ကျော်ပုဂ္ဂိုလ်ဖြစ်တဲ့ဂရီတာသွန်ဘတ်ကသူမကိုအစ္စရေးကပြန်ပေးဆွဲခဲ့တာလို့မီဒီယာတွေရှင်းမှာပြောပါတယ်အစ္စရေးစစ်တပ်ကသူမပါဝင်တခြားနမည်ကျော်တွေလိုက်ပါလာတဲ့လေကိုဖမ်းဆီးခဲ့ပြီးတော့နည်းနည်းလိုက်တာပဲဖြစ်ပါတယ် ဗီရသမကလူသားချင်းစာနာမှုထောက်ပံ့ပစ္စည်းတွေကိုတင်ဆောင်ပြီးဂါဇာကမ်းမြောင်ဘက်စီဥတီထွက်ခွာလာတဲ့တင်မဟာဇွန်လ9ရက်နေ့မှာအစ္စရေးစစ်တပ်ကတက်ရောက်စီးနင်းပြီးတော့ကုန်စည်တွေကိုသိမ်းခဲ့တယ်လို့ခရီးတာ3ဘက်နဲ့တခြားတက်ကြွလှရှားသူစစ်တပ်ဦးကိုဖမ်းဆီးခဲ့ပါတယ်။ဇွန်စရနေ့မှာသူတို့12ဦးလုံးကိုအစ္စရေးကနယ်နှင်ပြီးတယ်လီဗစ်ကနေပြည်သက်နိုင်ငံစီပြန်နဲ့လေရင်ပေါ်တင်ပေးလိုက်ပါတယ်။ခရီးတာ3ဘက်ကိုယ်တိုင်ကဖိနီတန်ဆုံးဖြတ်ချက်ကိုလက်ခံခဲ့တယ်လို့အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ဖော်ပြောခဲ့ပါတယ်။ သူမကိုဘယ်တော့မှ Israel ကိုပြောင်းဝင်ခွင့်ပေးမလဲဆိုတော့မသိရပါဘူး။အသက်22နှစ်အရွယ်ဆွီဒင်နိုင်ငံသူ Greta Thunberg ဟာဘောဘောဝင်ချင်းထင်းသိမ်းဆိုင်ရာမူဝါဒနဲ့ပတ်သက်လို့ကမ္ဘာထိပ်တဲ့နိုင်ငံကောင်းဆောင်တွေကိုပါစင်ခေါ်မေးခွန်းထုတ်ရင်လူသူများလာခဲ့သူပါ။ဒီမလေးလို့ခေါ်ကမဲ့တွေကအစ္စရေးကတင်းတင်းကြပ်ပိတ်ဆိုထားလို့အခက်ကြုံနေတဲ့ဂါဇာပြည်သူတွေကိုကူညီမယ်ဆိုပြီးအီတလီကနေစတင်ထွက်ခွာလာတယ်နော်တပတ်ကြာမြေထဲပြင်လက်ထဲမှာအစ္စရေးရဲ့ဂျားဖြတ်ဖန်ဆီးမှုကိုခံခဲ့ရတာပါ ပါရီဂိုလေဂျမန်နေရရှိလာပြီးခီးအောင်ဆိုင်မှာပဲကရီးယားသမ္မတကအစ္စရေးဟာသူမနဲ့တခြားတကြွလောက်ရှာသူတွေကိုတရားလက်မဲ့နီလန်နဲ့ပြန်ပြီးဆွဲခဲ့တယ်ဆိုပါတယ်ပြည်သူအာဏာပိုင်ကကရီးယားသမ္မတနဲ့တူဖန်ခံရတဲ့ပြည်သူနိုင်ငံသားချောက်ဦးတဲ့ငါးဦးဟာအစ္စရေးရဲ့နယ်နဲ့တမန်မင်းကိုလက်ခံကြောင်းလက်မှတ်ထိုးဖို့ညင်ခဲ့ပြီးခုကတရားရေးရအဖြစ်ရှင်းစရာအဆင့်တွေကိုဖျက်ဆီးရမှာဖြ ထောက်ပံ့ရေးပစ္စည်းတွေကိုတင်ဆောင်ပြီးဂါဇာစီဥတီခုံမောခဲ့တာဖြစ်ပါလေ။ရွေချက်ကတော့ဂါဇာဒေသခံတွေဟာအစ္စရေးပေးစမှုကြောင့်အကြက်တဲတွေဘလောက်တော့ရင်ဆိုင်နေရလဲမီးမောင်းထိုးပြဖို့ဖြစ်ပါလေ။ဆွီဒင်ကိုဆက်လက်မထောက်ခါခင်ပါရီမျိုးတော်ရဲ့ချားစတီဂေါ်လီစိမ်းမှာတင်းနောက်တွေနဲ့တွေ့ဆုံတဲ့ကဂရီတာသမက်ကအစ္စရေးစစ်တပ်ဟာသူတို့ရဲ့သင်္ဘောကိုနိုင်ငံတကာရေပိုင်နက်မှာတက်ရောက်စီးနင်းခဲ့တာဖြစ်ကြောင်းသူနဲ့လောက်ဖို့ကမရရဲ့စိတ်ဆန္ဒကိုစန့်ကျင်ပြီးသင်္ဘောဝမ်းထဲမှာပြန်ပေးဆွဲထိမ့်သိမ်းထားကြောင်း သူတို့ကိုလည်းဘဲမပေးမတော့ပဲချုံနောက်ထားကြအောင်ဆွဆွဲပြောတော့ပါတယ်။ဒါမဲ့တကယ်တမ်းရေးကြီးတဲ့အကြောင်းအရာကဂါဇာမှာလူမျိုးတုံးသက်ဖြစ်မှုတွေဆက်ဖြစ်နေပြီးပိတ်ဆို့မှုတွေလမ်းကြောင်းဖြတ်တောက်မှုတွေတုံးပြပြီးဒေသခံပြည်သူတွေကိုရွေကျက်ရှိရှိအငတ်ပေးဆိုင်အောင်အားထုတ်နေတာပဲဖြစ်ပါတယ်။ဂါဇာဒေသခံတွေအတွက်ရိတ်ခါစေဝါတောက်ရီထောက်ပံ့ပေးဖို့အမှုတည်ငင်းလိုအပ်နေပြီမဲ့တာစီခံနေရတဲ့လူကူရာတမက်ကထောက်ပြသွားပါတယ်။အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ဂါဇာကိုပိတ်ဆို့ထားမှုဟာ နိုင်ငံတကာစီးမျိုးဥပဒေနဲ့အကန့်ညီကြောင်းကာကွယ်ပြောဆိုထားပြီးဂါဇာစီခွင့်ပြုချက်မပါဘဲချီးကပ်မှုတိုင်းဟာတရားမဝင်တဲ့အန်ဒီယံများနဲ့လှုပ်ရက်လို့တတိပေးခဲ့ပါတယ်။ဒါအပြင်လက်ရှိလုပ်နေတဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးလုပ်ငန်းကိုပါတက်ရောက်ထိခိုက်သွားစေနိုင်တယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်။